မိုင်စုံခါမင်္ဂလာပါနော်နမနာဒေတာချန်နမပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေရာလေးကတော့အရန်ကိုလှပတဲ့ထိုင်းနိုင်ငံရဲ့ဘန်းဆန်ဘီချ်ဗျူပွိုင်လေးပါရှင်သူ့စီမှာအချစ်ဇက်လန်လေးလည်းရှိရဲ့နော်မပြီးသေးဘူးလီဟာနယ်မှာအချစ်ရှိလားဆိုတဲ့ MTV ကလည်းဒီမှာလာရိုက်သွားတာပြီးတော့မှထိုင်းမှာအရန် trend ဖြစ်နေတဲ့ coffee shop ကိုလည်းတလဲမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ကြရအောင်နော် ဒီ viewpoint ရဲ့အချစ်တန်တာကြီးကတော့ကျမတို့မြန်မာလိုပြောမယ်ဆိုလို့ရှင်တော့ရှင်မွေးလုံးရဲ့မင်းတန်တာရဲ့အဲ့လိုမျိုးအချစ်ဇက်လန်ပေါ့နော်အရန်နေချစ်ကြပြီးတော့မစုံစည်းနိုင်တော့ဒီဘောကနေခုံချပြီးတော့မှအဲ့လိုမျိုးတက်တည်သွားတဲ့ဆိုရဲတဘောပေါ့အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှင်တော့ Romeo and Juliet ပေါ့နော်အဲ့လိုမျိုးခက်ဆင်ဆင်ဇက်လန်လေးဖြစ်ပါတယ် ကိုကလည်း always เนาะပုံရိုက်မယ်ဗီဒီယိုရိုက်မယ်ဆိုတာယူပဲဟိုမှာကျမကင်မရာလည်းပြည့်ရောကျမတငယ်ချင်းတွေရောပြည့်ရမှာ view point ကတောင်ပေါ်မှာဆိုတော့တောင်ပေါ်ကနေပြန်ဆင်းလာတာနဲ့တောပပီရှင် coffee sign ကို လာတူတူလိုက်ခဲ့ coffee sign တဲ့ကိုဒီ coffee sign လေးရဲ့ပြင်ဆင်မှုကတော့ rain forest time ပေါ့နော်တော်ထဲမှာอืมဆွ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 လေးနဲ့အဲ့လိုမျိုးရေလေးဖြန်မိုးရေလိုလိုပါလိုလိုပေါ့နော်အဲ့တော့ဒီမှာလဲမျက်စိနောက်အောင်လမ်းလျှောက်ပြမယ်နော် ต้นไม้บางต้น

ပုံမှန်ဆိုလို့ရှိရင် coffee shop ရောက်လို့ရှိရင်လေကျမကအရန်စားပြချင်တာတည်လားဒါပေမဲ့အဲ့နေ့ကလေဆိုင်ရလေစီလိုက်တာများပြောမနေနဲ့ကျမဘာမှမရိုက်နိုင်တော့အောင်လို့စီတယ်ပေါ့နော်ဒါကတော့သူများဟာကိုယူပြီးတော့မှဒီဆိုင်ထဲမှာဒီလိုဆိုတာနားလည်အောင်ကျမပြထားတာပါကျမအပြင်မှာဗီဒီယိုတွေရိုက်တော့လူမရှိဘူးเนาะအထဲဝင်တော့တကယ်အိန္ဒိယအက်ဆီဒန့်ကြီးဖြစ်သွားတာနေမှာပါ Thank you for watching me. See you next video.